ရင်းငလင်ကယ်ဆယ်ရေးကိုပူနီနိုင်ကိုစစ်တပ်နဲ့တွန်လိုင်းဖွဲ့တွေကြားအပြစ်ခက်ရစဲရေးတက်တန်းတွေးထွားပေးဖို့ဒီသတင်းပတ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာစစ်ကောင်စီအကြီးအကဲနဲ့တွေ့ဆုံမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်းကပြောပါရယ်။ကြာသပတေးနေ့မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမှုဟာအခုနှစ်အာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌအနေနဲ့လူသားချင်းစာနာမှုကိုအခြေခံမှဖြစ်ပြီး မြန်မာနဲ့အာဆီယံအဖွဲ့ကြားတရားဝင်ကြီးထွေဆက်ဆံမှုတွေဆက်ရှိမှာမဟုတ်ဘူးလို့၎င်းကဆိုပါတယ်။ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကိုအပြစ်သဘောဆောင်စွာတုံ့ပြန်တဲ့အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုကျေးဇူးတင်ပါတယ်။ဧပြီလ18ရက်သူနဲ့တွေ့ဆုံချိန်မှာအပြစ်ခတ်ရစဲရေးတက်တန်းတူဖို့ကျွန်တော်တွန်းအားပေးသွားပါမယ်လို့သူကတနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။စစ်တပ်ကရွေးကောက်ခံအစိုးရကိုဖြုတ်ချမှုကြောင့်ပြည်တွင်ဆင့်စားတင်ခဲ့တဲ့ 2020ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမြန်မာနိုင်ငံဟာကစင်ကလျားအခြေအနေဖြစ်ခဲ့တာပါ။မြင်းကလင်းကစင်လုံဆောင်နိုင်ဖို့မြန်မာစစ်ကောင်စီနဲ့လက်နက်ကင်ဖွဲ့တွေကတဖက်သက်ပြစ်ခတ်ရစဲရင်ကြီးညာခဲ့ပေမဲ့သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့တယ်လို့အပြန့်အလန့်ဆွဆွဲခဲ့ကြပါတယ်။အာဆီယံဖွဲ့ကမြန်မာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေရပ်တန့်မဲ့ဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်စေလို့ပြီး အဆိုပါဂရီကဝတ်လိုင်းနာဘူးပြက်ကွက်တဲ့စစ်ဘူချုပ်ကြီးတွေကိုဒေတာရင်းထိတ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်ပိတ်ထားပါတယ်။မလေးရှားစစ်တပ်ကတိဆောက်တဲ့ယာယီမြေပြင်စေယုံတခုကတဆင့်မလေးရှားနိုင်ငံကမြင်းကလင်ထန်တဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီဆက်ပေးမယ်လို့အန်ဝါအီဗရာဟင်ကပြောပါတယ်။မင်းအောင်လိုင်ဟာဒီလအစောပိုင်းကဘန်ကောက်မြို့မှာကျင်းပတဲ့ဖင်းဆက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ရာ အနာသိမ့်မှုနောက်ပိုင်းနိုင်ငံတကာရဲ့ရှောင်ကျဉ်ခံထားရတဲ့သူ့အတွက်ရှားပန့်ပြပခီးစဉ်တစ်ခုဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုပကတိအခြေအနေကိုလာရောက်ကြည့်ရှုဖို့ယူကရိန်းသမ္မတဇလန်စကီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတောင်းဆိုလိုက်ပါတယ်။တနင်္ဂနွေနေ့ကရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်နေအိမ်တွေအခြေခံအဆောက်အအုံတွေပျက်စီးကာ လူ34ဦးသေဆုံးပြီး119ဦးဒဏ်ရာရရှိပြီးနောက်ဇလန်စကီးကအခုလိုတောင်းဆိုခဲ့တာပါရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာအခုနှစ်တွင်လူအသေးပြောက်အများဆုံးတိုက်ခိုက်မှုလို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်တနင်္လာနေ့ကစပြီးသေဆုံးသူတွေအတွက်1နဲ့ဖွဲ့ရ3ရက်ကျင်းပမယ်လို့အာနာပိုင်တွေကပြောပါတယ် ဒေါ်နယ်ထရန့်ကိုယူကရိန်းနိုင်ငံကိုလာရောက်လည်ပတ်ဖို့ CBS ရုပ်သံဌာနရဲ့မိနစ်60ကြာထုတ်လွှင့်မှုမှာဇလန်စကီးကတောင်းဆိုခဲ့ပါတယ်။ဘလို့ဆောင်းဖြတ်ချက်မျိုးစိစက်နှိနှိုင်းမှုမျိုးမဆိုမပြုလုပ်ငီးပြည်သူတွေအယက်သားတွေစစ်သားတွေစေယုံတွေနဲ့ပေဆုံးတဲ့ကလေးငယ်တွေကိုလာကြည့်လဲပါလို့သူကပြောပါတယ်။ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာအမှားယွင်းတစ်ခုဖြစ်ပြီးကျောင်းမှတ်ဖွဲ့ရအခြေအနေတစ်ခုလို့ဒေါ်နယ်ထရန့်ကတနင်္ဂနွေနေ့မှာပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့အခြေအနေကိုသိနာလည်လို့ဒေါ်နယ်ထရန့်ကထပ်တလဲလဲပြောကြားခဲ့ပါတယ်။တရုတ်နဲ့ဗီယက်နမ်တို့ဟာတစ်ဖက်သက်ကြီးနိုင်ငံညင်ပြုတ်လုံနေမှုကိုဘူရိုင်းဆန့်ကျင်သင့်တယ်လို့ဗီယက်နမ်ကွန်မြူနတီပါတီအထွေထွေတူရင်မှုတူလန်နဲ့ဆွေးနွေးစဉ်တရုတ်သမ္မတရှီဂျင်ဖင်ကပြောကြားလိုက်ပါတယ်။တနင်္လာနေ့ကဗီယက်နမ်နိုင်ငံမှာ တူလန်နဲ့တွေ့ဆုံစဉ်ရှီချင်းဖင်ကခုလိုမှတ်ချက်ပြုခဲ့တယ်လို့တရုတ်နိုင်ငံသားဝန်ကြီးဌာနကပြောပါရယ် ရှီကျင်းဖင်ဟာခုနှစ်တွင် ပထမဆုံးသောပြည်ပခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဗီယက်နမ်နိုင်ငံကိုတွားရောက်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးပို့တိုက်မှုအရှိန်မြင့်နေပြီးနှစ်နိုင်ငံစလုံးကအပြည့်အစုံစီးကျက်ခွန်တွေတက်မှတ်နေချိန်မှာ၎င်းတို့နှစ်ဦးအခုလိုဆွေးနွေးခဲ့ကြတာပါ။တရုတ်နဲ့ဗီယက်နမ်ဟာဉာဏ်ရည်တုနည်းပညာ၊လက်အားစိုက်ပျိုးရေးပါဝင် နေပဲအစုံမှာပူအောင်ဆောင်ရွက်မှုတွင်းမြင့်ဖို့သဘောတူခဲ့ပြီးသဘောတူညီချက်45ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ် အမေရိကန်နိုင်ငံနဲ့ကုန်သွယ်ရေးပို့တိုင်မှုအကျိုးသက်ရောက်မှုတွေလျှော့ချဖို့တရုတ်နိုင်ငံဟာအဓိကကုန်သွယ်ဘက်တနိုင်ငံဖြစ်တဲ့ BNN နဲ့ဆက်ဆံရေးတိုးမြှင့်ဖို့ကြိုးပမ်းနေပါတယ်။အာဆီယံဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ BNN ခီးစဉ်ပြီးပါကရှီကျင့်ဖြင်ဟာမလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံကိုတွားရောက်မယ်လို့သိရပါတယ်။တရုတ်နိုင်ငံအတွက်အာဆီယံဖွဲ့ဟာအမေရိကန်နိုင်ငံချက်ပို့မှုကြီးမားတဲ့ကုန်သွယ်ဘက်တစ်ခုဖြစ်ပါတယ်။